မင်္ဂလာပါတောက်သူပြီဒီချေကအခန်း3ကျွန်ုပ်တို့ပါဝင်ခြင်းရှိ အပင်များဖြစ်တဲ့အခန်းခွဲ3အပင်ပေါက်ရိုက်ရနေရာများကိုသင်ကြားပေးမှာဖြစ်တယ်နော်တောက်သူပြီဒီချေတို့ရှိမှာ အပင်ရဲ့အစိပ်ပိုင်းနေ အပေရဲ့အစိတ်ပိုင်းမတူညီမှုတွေကိုတွေ့လာကြရနော်ဒီတစ်ခါဒီချေတို့ဘာလို့လာမှာလဲဆိုရင်အပင်ပေါက်ရရနေရာတွေကိုတွေ့လာမှာဖြစ်တယ်ကဲတောက်သမီးတွေတောက်သမီးတွေပေါင်ဝင်ခြင်းမှာအပင်နေမျိုးစုံရှိရမလားအပင်နေမျိုးစုံရှိတဲ့အတွက်အပင်နေရနေရာတိုင်းမှာပေါက်ကြရဲရှင်သန်ကြရဲကြီးထွားကြရဲကဲဒီချေတို့ကဘယ်နေရာဒီမှာဘယ်အပင်နေကတော့ပေါက်လဲဆိုတာကိုဒီချေတို့ကဒီသင်ခန်းစာမှာလေ့လာကြည့်ကြမယ်နော်ကဲတောက်သမီးတွေ အပင်တွေအများစုကတော့နော်တကယ်လို့ဘာမှတွေ့ရဟုတ်တယ်တောက်ပြီးပတ်ဝန်းကျင်မှာကုန်းပေါ်မှာတွေ့ရတာမဟုတ်လားအင်းဟုတ်တယ်အပင်တွေအများစုကအပင်တွေကရောမျိုးမစုံလားမျိုးစုံတာပေါ့အဲ့တော့သူတို့ကမျိုးစုံတဲ့အတွက်နေရာလိုက်ပြီးတော့လေပေါက်ရောက်ရှင်တယ်ကြီးထွားကြတယ်တောက်ပြီးကဲအဲ့တော့ဖဲအပင်လေးကတော့ဘယ်နေရာဒီမှာပေါက်လဲဆိုတာကိုဒီချေတော့ဆက်ပြီးတော့နေရာကြမယ်နော် ကဲတော့ဒီမျိုးရေးဒီစနေတူလုပ်ငန်းတစ်ခုဆက်ပြီးတော့လေ့လာကြအောင်နော်လုပ်ငန်းတက်မှာကျောင်းဝင်းတွေကဘယ်နေရာတွေမှာတဲ့အပင်တွေပောက်ကုန်လေတခြားမြင်မှုတာယူလဲပြောပြပြီးနော်တဲ့အဲ့တော့အပင်အမြင်နဲ့ပောက်တဲ့နေရာတွေကိုကျောင်းဝင်းတွေကပြောပြပေးရမယ်နော်ကဲပထမဆုံးပုံလေးကိုကြည့်လိုက်ပါ ပုံထဲမှာတွေ့ရတာဘာလေးတွေ့ရလဲသူတို့ရောဘယ်နေရာမှာပေါက်နေလဲဟုတ်ပြီဘာအပင်လေးဖြစ်မလဲပုံလေးကိုကြည့်လိုက်ပါဦးအဲဟုတ်ပြီကဲကြည့်ပွားဆိုရင်ဒီချက်ကို ပြောကြည့်ပါဦးဟုတ်တယ်ရေကန်ကြီးကိုတွေ့ရတယ်ဟုတ်ပြီရေကန်ထဲမှာဘာပင်လေးပေါက်နေလဲတောက်ဝင်မျိုးမြင်ဘူးလားဟုတ်တယ်ကြာပင်လေးပေါက်နေတယ် နော်အဲ့တော့ကြာပင်ကဘယ်မှာပေါက်လဲအဲရေထဲမှာပေါက်တယ်ရေကန်ထဲမှာပေါက်တယ်ကဲဟုတ်ပြီနောက်တဲ့တပုံဆက်ပြီးတော့ကြည့်ရအောင်ဘာပင်လေးတွေ့လဲဘာပင်လေးလဲဘယ်နေရာမှာပေါက်နေရလဲဘာကြီးတဲ့အဲဟုတ်တယ်ဒါဟုတ်ပါတော့ကအုတ်နိုင်ရင်ဟမ်အုတ်နိုင်ရင်ပုံမှာပေါက်နေတာကဲဒီဘက်မှာရောဟုတ်တယ်တစ်ပင်ပုံမှာပေါက်နေတာ ကဲအဲ့ဆိုရင်ဘာပင်လေးတယ်ဟုတ်တယ်တစ်ခွားပင်တစ်ခွားပင်ကတစ်ပင်ပေါ်မှာပေါက်နေတယ်အချို့ပင်တွေကဘာမှပေါက်နေလဲအုတ်နေရံကိုတွေကပ်ပြီးတော့ပေါက်နေတယ်တောက်တွေကဲအဲ့ဆိုရင်တစ်ခွားပင်က အချားအပင်တွေပေါ်မှာလည်းပေါက်တယ်ပန်းအိုးထဲမှာလည်းပေါက်တယ်ဆိုတော့တောက်တွေသိထားမယ်နော်အုတ်နယံမှာပောက်တဲ့အပင်ကြီးကတော့ရင်းနှီးပင်တွေကလည်းအုတ်နယံကိုတွေကပ်ပြီးတော့ပောက်တယ်။ညောင်ပင်လည်းပောက်တယ်။ညောင်ပင်ကတော့ကုန်းပုံမှာလည်းပောက်တယ်။ မြေကြီးပေါ်မှာလည်းပုတ်တယ်ဟောနယံနေအုတ်နယံကတွေ့ကပ်ပြီးပုတ်တယ်နောက်တစ်ခုဘမပုတ်သေးလဲဆိုရင်ခေါင်းမိုးထပ်မှာလည်းပုတ်သေးတယ်တောက်သူမျိုးကဲအဲ့တော့အခုအပင်နေပုတ်တဲ့နေရာကိုတောက်သူမျိုးသိပြီနော်ကဲအဲ့ဆိုရင်ဒီ channel တူတူလုပ်ငန်းနှစ်ခုဆက်ပြီးတော့လေ့လာကြည့်မယ်နော်